ဆရာလူဘိုရေးသည့်လူဘိုဟူသည့်စာအုပ်မှကျွန်တော်ဘဝနှင့်ဒီမိုကရေစီခရီးဒီမိုကရေစီနှင့်စတင်ရင်းနှီးမိခြင်းရှစ်လေးလုံးအရေးတော်ပုံမတိုင်မီအထိဒီမိုကရေစီနှင့် ပတ်သက်သောဘ ഹു တုဒ္ဓဟူ၍မိမိတွင် လုံးဝနှိပါမရှိခဲ့ကြောင်းပြီးသော ကြောင်းသားတူပညာတတ်တူအဖြစ် အမိခန်းကယက်တီကဲရပေမဲ့ကြောင်းတွင်တင်ကြားရခဲ့သောနိုင်ငံရေးသိပ်ပံဘာသာရက်ကိုကွန်မြူနစ်စနစ်သည်မကောင်းအရင်းရှင်စနစ်သည်မကောင်းဆိုရှယ်လစ်စနစ်သည်သာအကောင်းဆုံးဖြစ်၍မြန်မာနိုင်ငံနှင့်အသင့်တော်ဆုံးဖြစ်သည်ဟုစာမေးပွဲအော်ယုံလီလာခဲ့ရကြောင်းကို ကိုကိုကိုသာအတိဆုံးအရေးခင်ကာလမှသာဒီမိုကရေစီဆိုသည့်ဝေါ်ဟာရမှာဂရိဘာသာမှဆင်းသက်လာကြောင်းဒီမိုစ်နှင့်ဂရေတီမှတဆင့်ဂရေစီကိုပေါင်းဆက်ပြီးဒီမိုကရေစီဖြစ်ပေါ်လာကြောင်းဒီမို၏အဓိပ္ပာယ်မှာပြည်သူများဟူ၍ဖြစ်ပြီးဂရေတီ၏အဓိပ္ပာယ်မှာအုတ်ချုပ်ခြင်းသို့မဟုတ် အာနာဟု၍ဖြစ်ကြောင်းနှင့်ဒီမိုကရေစီဆိုသည်မှာပြည်သူလူထုအုပ်ချုပ်ခြင်းဟုအဓိပ္ပာယ်ရာကြောင်းတို့ကို စတင်တည်ခွင့်ရခဲ့သည်ထို့အတိလေးနှင့်ပင်ဆန္ဒပြမှုများတွင် ဒီမိုကရေစီရရှိရေးတို့အရေးဆိုသည့်တောင်းဆိုမှုများကိုတန်ကုန်ဟိခဲ့သူဟုသတ်မှတ်လျင်လဲဝန်ခံရမည်သာ အခြေအနေမှန်ပင်ဖြစ်၍ မငင်းသာတော်လဲမိမိနှင့်ဘဝတူလူငယ်များတွေ့ဒီမိုကရေစီဆိုသည်ကို လေးလာနိုင်ခွင့်နှင့်လေးလာเสียရနေပေများဖန်တီးပေးမထားခြင်းကိုလည်းထဲ့တွက်သည်ဤမိတို့ပင်ဆိုစေရှစ်လေးလုံးရေတော်ပုံကာလတွင်ပျော်သည်အဘဲကြောင့်ပျော်ရသည်ဟု မေးလျင်လွတ်လပ်မှုရှိ၍ဟု ဖြေမိလွတ်လပ်မှုကိုမြည်သည့်အရာနှင့် တိုင်းမြင်နီးဟုထက်မေးလျင်ကြောက်เสียမလို့ကြောက်ရမဲ့လူမရှိ၍ဟု ဖြေမိနောက်ထပ်ပြောရမည်ပြောရသည့်အချက်ထဲတွင် အစုအဖွဲ့လိုက်လှုပ်ရှားဆောင်ရွက်ရသည့်အတွေ့ပျော်ခြင်းလဲပါသည် စိတ်ကူးညံ့သည့်များကိုလည်းထုတ်ဖော်ခွင့်ရသည် စုပေါင်းတိုင်းပင် စုပေါင်းအပြေရှားစုပေါင်းလှုပ်ရှားခွင့်ရသည့်အရာတာသူကို မြည်းဆန်းခွင့်ရခြင်းအတွက်ဒီမိုကရေစီဆိုသည်ကိုကျေနပ်စွာလက်ခံမိသည်ဤများလောက်သောအပိုင်းအစလေးများကို ကောက်ယူသုံးဆခွင့်ရသည့်အခိုက်အတန့်ကာလတွေပဲကျေနပ်မှုပေးဆွမ်းနိုင်သော စနစ်တွင်ထို့ထက်ပိုမိုနှဆိုင်၍တံမိုးကြီးသော အနှစ်သာရများစွာကြံရှိနေအောင်မည်ဟု ယူဆမိခဲ့သည် ထိုထိုသောအနှစ်သာရများကိုမိမိကဲ့သို့သော သူများနှင့်နောင်မျိုးဆက်များအတွေ့လက်ဆောင်ပေးခြင်းသည့်စိတ်စေတနာများလည်းဖူးပွင့်လာခဲ့မိပါ၏အခိုင်အမာပြောနိုင်သည်မှာရှစ်လေးလုံးမတိုင်မီကာလနှင့်ရှစ်လေးလုံးကာလနှစ်ခုဟာမိမိအတွေ့အခြားနာကြီးခြားနာပါသည်ယန္တရားဆန်းဆန်းလှုပ်ရှားသွားလာနေကြရမှာ လူသားဆန်ဆန်အသက်ရှင်သွားလာနိုင်သလိုလိုလူတို့ဤစိတ်ခံစားချက်များ စိတ်ကူးစိတ်တမ်းများနဲ့အကောင်အထည်ဖော်ဆောင်လူမှုများသည် လူလောကကြီးနှင့်တဆက်တဆက်ထဲရှိလာသလိုလိုဤအခိုက်အတ္တကာလအတူလေးအတွဲမှပဲအာနေချက်တချို့ကိုလည်းစုပ်ကြိုင်လိုက်မိပါသည် စိတ်ခံစားမှုများနောက်သို့ အလွန်အကျွံလိုက်တတ်ခြင်းဟုသောတဘာဝများကြောင့်စင်ကြီးတောင်တရားအားကောင်းသောသူများ၏အကြံပြုတားမြစ်ကတ္တချက်များကို အများစုဆန္ဒအားကိုးဖြင့်ပြစ်ပယ်ကာအနိုင်ယူဖြေရှင်းမှုအမှားများနဲ့ဒီမိုကရေစီကို အခွင့်အရေးတသက်အမြင်ဖြင့်ဒီမိုကရေစီမှာဒီအခွင့်အရေးလေးတောင် မရှိဘူးလားဆိုသည့်မူပေါင်းမဲ့အတွေ့အပြောနဲ့ လောက်ရက်များအတွက်ယတဲ့မအေးရသည့်စိတ်ခံစားမှုကိုလည်းကြိုတင်အစစ်မြည်းဆန်းခွင့်ရလိုက်သေးသည်။ចောင်းသားတက်မတော်နှင့်ဒီမိုကရေစီစတေမာအာနာသိမ့်မှုအပြီးတွင် ဒီမိုကရေစီရှားပုံသော ဖွင့်မှုများခေတ်စားလာ၏အသက်အစိတ်ကျော်စားခဲ့မိသောအစာသည် မစင်မှန်းတိခဲ့ပြီဖြစ်၍ထပ်မစားလိုတော့ ဒီမိုကရေစီရမှပြန်မယ်ဟူသောအတန်ပိုင်ရှင်များစုစည်းကကြောင်းသားတက်မတော်ကို ဖွဲ့စည်းလိုက်ကြသည်မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦးသည်မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးကိုစွမ်းဆောင်နိုင်မည်အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟူသောယုံကြည်ချက်ဖြင့်တပ်ဖွဲ့ဝင်တဦးအဖြစ် အသက်နှင့်ဘဝကိုပုံဩကား ပါဝင်ခဲ့သည်။ကျောင်းသားတက်မတော်တွင် ဒီမိုကရေစီနှင့်ပုံမိုနီးစပ်ခွင့်ရခဲ့ပြန်သည်။လေးလာကွင်များနှင့်အတူလေးကျင့်ကွင်များကိုပါတစုံနဲ့ရလိုက်၏။အပြည့်စုံဆုံးအခြေအနေမဟုတ်တော်မှ မလိုလားသူများအတွက်အလျံပယ်ဟုပင်ဆိုနိုင်ပါသည်။ဒီမိုကရေစီနှင့်ပတ်သက်သော စာအုပ်စာတမ်းများကို ဖတ်ခွေလေးလာကွေမြာမှ1995ခုနှစ်တွင် ထုတ်ဝေသောဒီမိုကရေစီ လေးလာရေးစာစေသည်မိမိလလန်းမိသည်မြတ်မြမဘာသာဖြင့်ထုတ်ဝေသည်မြတ်တဲ့တွင် ထိုအချိန်အခါကအပြည့်စုံဆုံးဟုပင်ဆိုနိုင်၏ပြည်သူဒီမိုကရေစီဆိုရှယ်ဒီမိုကရေစီလစ်ဘရယ်ဒီမိုကရေစီစသည်ဖြင့်ရှေ့က ဝိသေသကိုလိုက်၍ဒီမိုကရေစီအမျိုးသားများ ပြောင်းသွားကြောင်းနှင့်ပြည်သူဒီမိုကရေစီဆိုသည်မှာအာဏာရှင်အမျိုးအစားစနစ်တစ်ခုသာဖြစ်ကြောင်းတို့ကိုထက်မှန်သိရှိခွင့်ရခဲ့ပြန်ပါသည်ထိုစာအုပ်နှင့် ပတ်သက်၍ထူးခြားသည့်ဖြစ်စဉ်တစ်ခု ရှိခဲ့ဘူး၏မိမိတို့ရဲဘော်များကရင်ပြည်နယ်လှုပ်ရှားနေမည်တစ်ခုတွင်ရှိစဉ်မျိုးတစ်မျိုးတို့တွားမည် လူကြုံတဦးနှင့်ပစ္စည်းမာဤပစ္စည်းအမျိုးမိများ များနေသဖြင့်စာရေးမှယံလူနေရာအလွယ်တကူပါသောအဆိုပါစာအုပ်မှ ကျမ်းကိုစီရင် နောက်ဆုံးစာရွက်ကိုဖြုတ်ပြီးသုံးလိုက်မိသည် စာရွက်မှာတမျက်နာညီပါလွတ်နေသဖြင့်လိုအပ်သည့်ပစ္စည်းများစီရင်ကို ရေးပေးလိုက်သည်ထိုလူကြုံမှလည်းမြို့သို့ရောက်ပြီး ဆိုင်တွင်ပစ္စည်းများကိုဝဲကားအဆိုပါဆာရွက်မှာအမှတ်တမဲ့ပင်ကြံခဲ့၏ဆိုင်ရှင်ဆိုသူမှာပညာတတ်တယောက်ဖြစ်ပြီးထို့အချိန်ကရွေးကောက်ပွဲဝင်ထားသည့်နိုင်ငံရေးပါတီတစ်ခုမှခေါင်းဆောင်တဦးဟုသိရသည်ပုဂ္ဂိုလ်သည်ကြံနေခဲ့သောဆာရွက်ကိုဖတ်ကြည့်မိပြီးဈေးဝယ်သွားသောလူနောက်သို့အပြေးလိုက်ခါအဆိုပါဆာရွက်နှင့်ပတ်သက်သောစာအုပ်ကို လူချင်းเจ้าနှင့် မိမြပင်ပေးရပေးရဟုဆိုက အတင်းတောင်းဝယ်ဤလူကြုံကလည်းယင်းဤစိတ်ချရသောဆန်ရှင်ကို အခြေနေမှန်ကိုရှင်းပြကပြန်ခဲ့ရသည်နောက်ပိုင်းမှာထိုတင်းကိုကြားရသဖြင့်မိမိတို့အဖွဲ့မှဆန်ရှင်ထံသို့ထိုစာအုပ်ကို အရောက်စီမံ၍ပို့ပေးလိုက်ပါသည်ထိုစာအုပ်၏အမှားတွင်မိမိအနှစ်သက်ဆုံးစာသားလေးရှိ၏ ဒီမိုကရေစီကို လိုလားတောင်းဆိုနေသောမြန်မာပြည်သူများအကြားတွင် ဒီမိုကရေစီပေါ်တည်မြဲနားလည်မှုများ ကွာခြားနိုင်ပါသည်ဒီမိုကရေစီအကြောင်းပြောဆိုရေးသားဝေဖန်ဆွေးနွေးမှုများအဆက်မပြတ်ပြုလုပ်ခြင်းဖြင့်ဒီမိုကရေစီအပေါ်အတိကွာဟမှုကို ထိန်းကြီးနိုင်ပြီးဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို အထောက်အကူပြုနိုင်ပေသည်ဟူသော အချက်ပင်ဖြစ်သည်မိမိတို့ကိုယ်တိုင် မကျင့်ကြံနိုင်ခဲ့သော အချက်ဟုလည်းဆိုနိုင်ပါသည်ကျောင်းသားတက်မတော်တွင်ညီလာခံများသည်ဒီမိုကရေစီကျင့်စဉ်ကိုကျင့်သုံးနိုင်သောတစ်ခုတည်းသောနေရာဖြစ်ပြီးဒီမိုကရေစီရနက်အရာဆုံးနေရာဟုလည်းဆိုနိုင်ပေသည်ထို့နည်းသူဒီမိုကရေစီယဉ်ကျေးမှုစံဘလောက်ရှိပြီလဲ ဒီမိုကရေစီစိတ်ဓာတ်ဘလောက်ရှိပြီလဲစူဒီများကိုစမ်းသပ်ရနေရလဲဖြစ်ခဲ့ပေသည်ထို့ကြောင့်ပင်ညီလာခံမှထွက်ပေါ်လာသော အဖြေများသည်ဒီမိုကရေစီမှတ်ကျောက်တင်ပြီး ဖြစ်နေတတ်သည် ထို့အဖြေမျိုးကို အဖွဲ့အစည်းဤကြံအစိတ်ပိုင်းများတွင်ရှာရှာပါပါစီလေလုံးကာလအတွင်းခံစားမှုမျိုးကို တတရအကျင့်ညီလာခံတွင် ရရှိလိုက်ဖူး၏သို့သောထတ်တူထမ်းမြတော့မဟုတ်မိသားစုတွင်ဒီမိုကရေစီလူမှုအကြီးကလူအဖွဲ့အစည်း civil society ဘာသာရပ်ကိုမြန်မာနိုင်ငံရှေ့နေများကောင်စီတွင်လေးလာခွင့်ရခဲ့သည်အတိနောက်ကျသည်ဟုပဲနောင်တရမိသည်မိမိကဲ့သို့ပင်အခြားသူများကိုလည်းတီးခွင့်လေးလာခွင့် ရရှိခြင်းသလိုနောင်မျိုးဆက်ကိုလည်းဒီမိုကရေစီကဲ့သို့ပင်လေးလာတင်သောပညာရက်တစ်ခုဟုဆိုခြင်းသည်မိမိကိုမိမိဤဘာသာရက်ကိုတင်ကြားလိုက်ရခြင်းဖြင့်လူပိတသွားသည်အောင်ထင်လိုက်ရသည်ဒီမိုကရေစီကိုအယောင်တင်ပေးနိုင်သောအနုစိတ်အားဖြင့်ပေးနိုင်သောစွမ်းအင်များရှိသည့်ဘာသာရက်တစ်ခုအဖြစ်နားလည်မိ၏ အဆိုပါလူတုအကြီးကလူအဖွဲ့အစည်းပါတာရက်တွင် လူအဖွဲ့အစည်းဆိုသည်ကို လူတူးထက်မကရှိခြင်းဖြင့်အတိတ်ပဲဖွင့်ဆိုထားပြီးမိသားစုသည် အသေးငယ်ဆုံးလူအဖွဲ့အစည်းဟုလေးလာရ၏ခြုံမတဆင့်မိမိရလိုက်သည်ကမြမလူအဖွဲ့အစည်းကို ပြင်နိုင်ဖို့မိသားစုကို အရင်ဆုံးပြင်ဆင်ဖို့ထို့နောက် မျော်လင့်လိုလားသည့်လူအဖွဲ့စီပုံဖော်ဖို့ဟုပင်မိသားစုအတွင်အပြဲအလန်ထိန်းကြီးကွင်ကိုဖန်တီးထားသည်သည်ကိုယ်ပိုင်ယက်တီစီမံကွင်ကိုဖန်တီးပေးသည်သည်မိသားစု၏ယဉ်ကျေးမှုတန်ဖိုးကိုဖန်တီးတည်ဆောက်သင့်သည်ဟုမြင်မိ၏ကဘာဦးအစ၌လူသည်တရိစံနှင့်ယဉ်ကျေးမှုအစင်တူဟုဆို၏ ပူကောင်းသည်ဆိုသည်များကိုလူလားစွာ ရှာဖွေသိမြင်တက်ချင်းများကြောင့်လူသည်တစစာပူ၍ပူ၍ယင်ကြည်လာ၏လူတွေဘလောက်ယင်ကြည်လာပြီလဲဆိုသည်ကိုတရိษံများထက် ဘလောက်ပူယင်ကြည်လာပြီလဲဆိုသည်ပေဒံနှင့်တိုင်းတာနိုင်ပေသည်တပံတရိษံများတွင်ပင် ရိုင်းခြင်းနှင့်ယဉ်ခြင်းများရှိနေပြရာလူတွင်လည်းထိုနည်းတူဖြစ်တတ်ရာ၏လူအဖွဲအစည်းအတွက်လည်းအကျိုးမရှိ ကိုယ်အတွက်လည်းအကျိုးမရှိ မိုက်နေသူများသည်၎င်းလူအဖွဲစီ အကျိုးမရှိ ကိုယ်အကျိုးရှိ မိုက်နေသူများသည်၎င်းပစ္စည်းဥစ္စာမိမြပင်ပြည့်စုံနေစေကားမူယဉ်ကျေးသည့်လူဟုယူဆ၍မရ လူအဖွဲ့အစည်းအကျိုးရှိ ကိုယ်အကျိုးရှိ ဆောင်ရွက်တတ်သူများနဲ့လူအဖွဲ့အစည်းအကျိုးရှိ ကိုယ်အကျိုးမရှိ ဆောင်ရွက်တတ်သူတို့သည်သာယဉ်ကျေးမှုအစင်းမြင့်လူသားအဖြစ်လူအဖွဲ့အစည်းကစံထားတင်ကြပေသည်အဘဲကြောင့်မူဒီမိုကရေစီတွင် အများစုရွေးချယ်မှုဖြင့်ခေါင်းဆောင်စုသည်ကိုရွေးချယ်ရ၏ခေါင်းဆောင်များသည် မူဝါဒများကိုရေးဆွဲချမှတ်ကရှေ့ဆောင်ကြရ၏ရည်ကြီးမှုအစဉ်မြင့်သူများကိုရွေးချယ်မိမှသာ လူအဖွဲ့အစည်းအကျိုး အမှန်တကယ်ဖြစ်ထွန်းနိုင်ပြီမည်ရည်ကြီးမှုအစဉ်မြင့်သူများသည်သာလူများစုကို လေးစားတံပိုးထားတတ်၍ညှိနှိုင်းတိုင်ပင်တတ်သည့်အလေးအချများ ရှိနိုင်ပေလိမ့်မည် လူအဖွဲ့အစည်းအစမိသားစုကဆိုသည့်စကားကို ပြန်ကောက်ရမည်ဆိုလျင်ယဉ်ကျေးမှုအစစ်မြင့်မားမှုကိုအတိအမှတ်ပြုပေးခြင်းဖြင့်ပုံဖော်ပေးနိုင်သည်စီကံတကြနေထိုင်တတ်မှု အပြည့်ရှိလျင် ပြစ်ဒဏ်ခံရသည့်အလေးအထကိုလက်ခံတတ်မှုတရားမျှတမှုကို လေးစားမြနိုးတတ်မှုနှင့်တရားမျှတမှုကို ရှာဖွေဖတ်ဒီလိုစိတ်တို့ကို ပြုစုပြူထောင်ထားသင့်ပေသည်လဦးเสียဖြစ်သည့်မိဘများမှပုံသွင်းမှန်လျက်လူအဖွဲ့အစည်းအကျိုးဖြစ်ထောနိုင်မည်မှာမလွဲပေဆိုလိုသည်မှာမိသားစုအတွင် ရွေးချယ်တင်မြှောက်ရန် ဥပဒေတွေချုပ်နေရန်မဟုတ် လူအဖွဲ့အစည်းအတွင် ပုံဖော်လိုသည်များကိုလေးကျင့် ပုံသွင်းပေးရမျှတာတို့ဆိုလျေပုံသွင်းပေးနိုင်လောက်သည့်အသည့်များမိဘများတွင် ရှိဖို့လိုနေပြန်ပြီ24နိုင်ရီတွင်7နိုင်ရီမြတာဝန်ယူနေရသောဆရာဆရာမများတွင်လည်းအလားတူပင်ဒုက္ခသည်စကံအတွင်ဒီမိုကရေစီနိုဘိုဒုက္ခသည်စကံရောက်ဆက် ရက်ွက်အုပ်ချုပ်ရေးဆိုင်ရာများအတွေ့ပါဝင်တိဆောက်ခွင့်ကိုအခိုက်အတန့်ရခဲ့မှုသည်မြန်မာနိုင်ငံကိုတိဆောက်ခွင့်မရပေမဲ့မြန်မာနိုင်ငံ အစိတ်အပိုင်းတစ်ခုကိုတိဆောက်ခွင့်ရခြင်းအတွေ့အားဆိုင်မိ၏အစပိုင်းတွင် တက်ကြွမှုများကြောင့်အောင်မြင်၏နောက်ပိုင်းတွင် ရော့ရဲလာက အခြေအနေမပြည့်စုံမှုတွေအကြားပျက်စီးသွားခဲ့ရ၏ ဆိုလိုသည်မှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားသည့်အနေအထားမှာပုံမှန်အတိုင်းထိုင်းအုပ်ချုပ်မှုအောက်သို့ပြန်ရောက်သွားခြင်းပဲအကြောင်းရင်းမှာ ကိုယ်နိုင်ငံအတွင်မဟုတ်ခြင်းနဲ့အတီတကြရှိနေရမည်လူအဖွဲ့အစည်းအမျိုးအစားမဟုတ်ခြင်းဆိုသည့်အချက်များပါဝင်ပေသည်မိမိစိုးရိမ်ပြီးသည်မှာအထက်ပါအခြေအနေများပေါ်တွင်မူမတည် အခြားဆက်ဆက်အတွေ့အခေါ်များနဲ့အခြေအနေများကြောင့်ဥစွာဆိုခဲ့သလိုမြမာပြည်ရဲ့အစိတ်အပိုင်းတစ်ခုဆိုပေမဲ့ရာဂိုင်နှုံးအရာဆိုလျက်လက်ရှိဒုက္ခသည်စကားရှိ လူအများသည်ပညာတတ်များ ဖြစ်ကြ၍နိုင်ငံရေးဖြတ်သန်းမှုရှိကြသူများဤရှင်းရှင်းဆိုရသောဒီမိုကရေစီလူလာသူ များပေသည် သို့သော ပြဿနာကဒီမိုကရေစီအနှစ်သာရကိုစုပ်ကင်မိသူရှား၏ဒီမိုကရေစီကို for the people by the people လောက်နှင့်သာကျေနပ်၍ရပ်တန့်နေသူများ၏မိမိတို့မှ နားလည်သူများနှင့်အတွေ့အကြုံရှိသူများညှိနှိုင်းတိုင်ပင်၍ဖွဲ့စည်းပုံစီမင်းပြမှုဆိုင်ရာဥပဒေရက်ွက်သားများလိုက်နိုင်ရမည်စည်းကမ်းနှင့်လုံခြုံရေးဆိုင်ရာများ လိုက်နိုင်ရမည့်စည်းကမ်းများကိုဒေသနှင့်ကိုက်ညီအောင်မကျင်းမကျဲပြုစုထားကြသည် အများသဘောတူညီမှုကိုတတ်နိုင်သမျှရယူထားသည်ဤဒီကိုပင် အချို့လူများက နိုင်ငံတစ်ခုတည်ဆောက်နေတာကြားနေတာပဲဒီမှာဘလောက်ကြာကြာနေဖို့ပြင်ထားလို့လဲဆိုသည်များနဲ့စန့်ကျင် ပြည့်ရမှုပြုကြသည်မိမိတို့ယူဆသည်ကလူဆိုသည်မှာ ဖောက်ပြန်တတ်သည်မှားယွင်းတတ်သည်လူတို့၏မှားယွင်းလွဲချော်ခြင်းအား내ချက်များရှိခြင်းများကိုမြည်သည့်ဆံများဖြင့်တိုင်းတား၍မှားယွင်းသည်ဟုပြောဆိုကြမည်နီမြည်သူအပြစ်ပေအေးအယူကြမည်နီတမတ်ချက်များသဘောတူညီမှုများမရှိလျေမြည်သည့်အချက်များနှင့်ချိန်ထိုး၍မြည်သူအကောင်အထည် ဖော်ဆောင်ကြမည်နည်းဆိုသည်ပင်ဒီမိုကရေစီဆိုသည်ကိုမျက်နှိုးသည်ဆိုပါလျင် စီမြင်စီကံဥပဒေဆိုသည်များနှင့်ကင်းကွာ၍မရပါဗယံမတာလောက်ရများမင်းမဲ့ဆန်နေမှုများနှင့်တွားနေ၍မရပါမိမိတို့လိုချင်သည့်အနာဂတ်တိုင်းပြည်အတွေ့ဂုကတဲ့ကပင်ရာတိနေရာမှာ လေးကျင့်တည်ဆောက်နေရမည်သာမိမိတို့ အတွေ့အကြုံရ အတားအဆီးဖြစ်စေသောအချက်များနဲ့တောင်လိုက်အုပ်ချုပ်ရေးသို့မဟုတ်ဘျူရိုကရေစီအုပ်ချုပ်ရေးကို လုံးဝငြင်းဆန်နေခြင်းဖြင့်ဖြစ်ပေသည်။နေရာတကာအလျားလိုက်နီးနားများဖြင့်တွားလို့ကြသဖြင့်အချိန်ကိုအလုံးမဖြစ်သည့်ပြဿနာများကိုလည်းမကြာခဏတွေ့ခဲ့ရပေသည်။အချုပ်ပြောရလျင်ဘျူရိုကရေစီနှင့်ဒီမိုကရေစီကိုကွဲကွဲပြားပြားမသိခြင်းနှင့် စနစ်တကျမတုံးနိုင်ခြင်းတို့ကြောင့်ရက်ွက်အုတ်ချုပ်ရည်ရန်ရရမှာအချိန်တို့အတွင်းမှာပဲဏီကုံချုပ်ခဲ့ရပေသည်ကုခံအားနည်းလျင်ယောဂါဝင်လေသည်ချုပ်တင်ကာဝယ်ခြင်းသည်ကုသခြင်းထက်ကောင်း၏ဟု၍စေပညာတွင် ပြောစမှတ်ရှိကြသည် လူအဖွဲ့အစည်းတွင်လည်းဒီမိုကရေစီရန်နေရာပြည့်သည်နှင့် အာဏာရှင်ရန်နေရာ အလွယ်တကူဝေရောက်တတ်သည် ဒီမိုကရေစီမှာရေဆံမျိုးဖြစ်၍ယဉ်ကျေးမှုမြင့်သည့်နှင့်အမျှစီးမြင်းစည်းကမ်းများနှင့်ကြိုတင်ကြားကန်ထားရစမြဲဖြစ်ပေသည် အခွင့်အရေးများတည်ရှိဖို့ဆိုသည်မှာသတ်မှတ်ထားသည့်စီးမြင်းစည်းကမ်းများရှိမှသာ အသက်ဝင်၍အာမခံချက်လည်းရှိနိုင်ပေမည်ဤသည်ကိုဒုက္ခတဲ့ရက်ွက်အတွင်ဒီမိုကရေစီကိုจิตသုံးမိစမှာ ရလိုက်သောအတွေ့အကြုံများပင် ဖြစ်ပေသည် အဆိုပါဒီမိုကရေစီကျင့်စဉ်အစပိုင်းတွင်လည်းရှစ်လေးလုံးကာလမှရနမ်းမျိုးကိုရလိုက်ပေသည်ဒီမိုကရေစီနှင့်ထွေရလေးပါဒီမိုကရေစီကို မတူညီသူများ ပူးပေါင်းနေထိုင်ကြမှသာရနိုင်သည်ဟုလေးလာဘူး၏မိမိတို့အမြင်တွင် ထိုများလောက်နှင့်မလုံလောက်ဟုယူဆမိသည် ထိုနေထိုင်မှုသည်ရေရှည်သဘောဆောင်ပြီးတူးတက်ဖွံ့ဖြိုးမှုကိုဥတည်နိုင်မှသာ ပြည့်စုံနိုင်မည်ဟုယုံကြည်သည် လူအဖွဲ့အစည်းတစ်ခုလုံးကိုမဆူထားနှင့်အသင်းအဖွဲ့အများပင်လျင်ထိုအခြေခံအယူအဆများနှင့်တည်ဆောက်နိုင်ဖို့လိုအပ်ပါသည်မိမိတို့မျက်မှောက်တွင် အဖွဲ့အစည်းပေါင်းများစွာ ပေါ်ပေါက်ခဲ့မှု၏များမကြာလှသောကာလတွင်ပင်တချို့မှာ ဆုံးဆုံးမြုပ်ပျောက်ကွယ်သွား၍အချို့မှာနာမည်သာကျန်တော့သည် အချို့မှာမူလက်တစ်ဖက်ပင်မပြေလာသောခေါင်းဆောင်ကြီးတသက်နှင့်ချီတက်နေကြစေအားကောင်းကောင်းနှင့်လှုပ်ရှားနိုင်သည့်အဖွဲစည်းဟု၍ရှာမရှာမြမသမိုင်းနှင့်ချီ၍အားကောင်းခိုင်မာသည့်အဖွဲစည်းဟုဒီမာမူအသင်းအဖွဲများအားကောင်းခိုင်မာမှုသည် လူတအူးချင်းစီတို့၏ တန်ဆွမ်းမှုထက်လူအဖွဲ့အစည်းဤဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် ထိရောက်မှုပိုနိုင်မည်မှာအသေးအချာတို့အတွက်လူအဖွဲ့အစည်းတစ်ခုလုံးဖွံ့ဖြိုးတိုးတက်နိုင်စေရေးအတွက်အသင်းအဖွဲ့အများ၏အခမ်းကဏ္ဍသည်အဓိကကြာနေပေသည်အသင်းအဖွဲ့အများအားကောင်းခိုင်မာဖို့မြည်သည်တို့ လိုအပ်သနည်းဆိုသည်မှာစိတ်ဝင်စားစရာ ဖြစ်လာပါသည်အရင်စစ်တော့ အမြင့်မြီကဆိုသည့်အတိုင်အသေးအဖွဲများအားကောင်းခိုင်မာရေးအတွက် လူတဦးချင်းစီအရေးအသွေးရှိမှုကိုပင်ပြန်၍အခြေစိုက်၏သူကြည်တက်တက်လာဆိုတော့ပြေဆုံးသည်ဟု မဆိုသာ အဖွဲစည်းဆန်ဆန်လောက်ကင်တမှုရှိဖို့လိုနေသေးကြောင်းလက်တွေ့မြင်တွေ့နေရပေသည်မူဝါဒရေးဆွဲသူ အကောင့်အထယ်ဖော်ဆောင်သူနှင့် စီမံခန့်ခွဲသူများ အချိုးစားညီညီတဟဇတာမြတ်တာစွာလောက်ကန်ဆောင်ရွက်တတ်ဖို့လိုပေသည်အဘွဲစီဤအာနေချက်များကို ဖော်ထုတ်ပြင်ဆင် ဖြစ်ဆက်ကာအာကောင်းခိုင်မာမှုများတိုးပွားလာစေရေးကိုကြံစားတတ်ဖို့မရှိမဖြစ် လိုအပ်လာပါသည်ဤနေရာတွင်ဒီမိုကရေစီပေါ်မိမိအမြင်တစ်ခုကို တင်ပြလိုပါသည် ဒီမိုကရေစီသဘောတွင် လူအများကအုပ်ချုပ်ခြင်းဟုသောသဘော၌လူအများဟုဆိုခြင်းသည်မိမိတို့မြင်နေသည့်ထက်ပိုမိုအဓိပ္ပာယ်ရှိနိုင်ပါသည် သင်္ချာသဘောရအရေးအတွက်များခြင်းထက်ရလတ်တံပိုးများခြင်းကိုဆိုလိုဟန်ရှိသည် ဥပမာတစ်အပေါင်းတစ်သည် ပေါင်းခြင်းသဘောတသက်မြတ်သာဖြစ်ပြီးရလတ်နှင့်မှလည်းပုံမှန် အရေးအတွက်သဘောမျှသာပုံမရှင်းလင်းအောင်ပြောရလျင်အရေးအချင်းတစ်မျိုးစီရှိသော လူနှစ်ယောက်ပေါင်းခြင်းဖြင့်အရေးအချင်းနှစ်မျိုးရှိသော အလုတ်လုံနိုင်ကြခြင်းသည် ပုံမှန်တင်ချသဘောဒီမိုကရေစီသဘောရဆိုလျင်တစ်အပေါင်းတီအဖြေသည်ဒီမိုကရေစီကျင့်ကြံနိုင်မှုအပေါ်မူတည်၍၃၄၅စသည့် ရလတ်အမျိုးမျိုးကို ဖြစ်စေနိုင်ပေသည်မျက်မှောက်ကာလတွင်ကတင်ချသဘောပေါင်းစည်းခြင်းတက်ပင်ရလတ်ပို၍နည်းနေသည်မှာထင်သာမြင်သာပဲအရေးချင်းရှိသူများ စုပေါင်းလောက်ကင်ကာမတူးချင်းလှုပ်ဆောင်မှုထက်ပိုနေသောရလတ်သာထွက်ရှိသည်ဆိုလျင်ထိုအဖွဲစည်းသည် မကြခင်ပြတ်တော်မီတူးချင်းလှုပ်ဆောင်ရာမှာ စူပေါင်းလှုပ်ဆောင်ခြင်းဖြင့်အရေးတွက်ထက်ပိုသောအကျိုးရလတ်ဖြစ်ထုံးမှသာဒီမိုကရေစီကျင့်စဉ်မှဟု ဆိုလိုရင်ဖြစ်ပေသည်ဒီမိုကရက်တစ်လူအဖွဲ့အစည်းဖြစ်တည်မှုလမ်းကြောင်းအမှန်ဟုဆိုနိုင်ပေမည်တို့ပါ၍တူးချင်းတန်ဆွမ်းရည်တည်ဆောက်မှုတူးချင်းအားကောင်းခိုင်မာရည်တည်ဆောက်မှုများသည်လူအဖွဲ့အစည်းတည်ဆောက်မှုနှင့် တီးချာကင်းလို့သည်မသက်ဆိုင်ဟုယူဆ၍မရနိုင်တော့ရည်ရဲချက်ရှိရှိတိဆောက်ကြလျင်မူပါတူးချင်းတဖွဲ့ချင်းမှသည်မြမလူအဖွဲ့စီဤရလက်ကောင်းများကိုဖန်ဒီဖော်ထုတ်နိုင်စွမ်းရှိကြပါစေကြောင်းရှစ်လီလုံးတင်းရနအာရပါရရှူရှိုက်ခွေကို မျော်လင့်ဆောင်စားလျက် 30ရက်စနေလ2008